ရခိုင်ရီယလစ်များမင်းတိ2009ခုနှစ်ဧပြီလ10ရက်နေ့မှာစတင်လိုက်တဲ့ရခိုင်အမျိုးသားဒေါ်လာရေလှုပ်ရှားမှုတလျှောက်လုံးကိုကြည့်ရင်ရခိုင်ဒေါ်လာရေသမားတွေဟာတိတ်လက်တွေ့ကြကြစဉ်းစားလှုပ်ဆောင်ခဲ့တဲ့သူတွေဖြစ်တယ်ဆိုတာသိတာထင်ရှားပါတယ်။နိုင်ငံရေးနယ်ပယ်မှာတော့လက်တွေ့ကြတာကို reality လို့လဲသုံးပါတယ်။ pragmatic ဖြစ်တယ်လို့လဲသုံးနှုန်းပါတယ်။အနက်ဖွင့်ဆိုချက် realist ဆိုတာဘာပါလဲ realist ဆိုတာလက်တွေ့အခြေအနေလက်ရှိအခြေတရားကိုပယ်ရှားသူမဟုတ်ဘူးအခြေတရားကို ပကတိအတိုင်းမြင်အောင်ကြည့်တယ်အခြေတရားကိုနားလည်ပြီးလက်တွေ့ကြကြဖြစ်နိုင်ခြေရှိတာကစလုပ်တာကိုခေါ်ပါတယ်နိုင်ငံရေးမှာ the art of possible ဆိုတဲ့စကားလည်းရှိပါတယ်ဒါဟာ realist ထိုင်နဲ့ပြောတဲ့စကားပါ ဖြစ်နိုင်ခြေရှိတာကိုလောက်တာနိုင်ငံရေးဆိုတဲ့အယူဆပေါ့ pragmatic ဆိုတာလည်း ဒီသဘောပါပဲလက်တွေ့သမားကို ဆိုလိုတာပါလက်တွေ့သမားဆိုလို့ theory ကိုပယ်ရှားတယ်လို့လည်းမထင်စေလိုပါ theory ကိုပယ်ရှားသူမဟုတ်ပါ theory တွေအပေါ်မှာအလုံးမဖြစ်ရလက်မထွက်ပဲစကားများနေတာထက်လက်တွေ့အလုံးသမားတောင်းကနေကြည့်တဲ့သဘောကိုဆိုလိုတာပါလက်တွေ့အဖြစ်လဲကာယကံမြောက်လှုပ်ဆောင်နေအခြေအနေအဖြစ်ပြက်ကိုလည်းအရှိပကတိကဘာဖြစ်နေတယ်လဲဆိုတာကိုနက်နက်နဲနဲမြင်အောင်ကြည့်တယ်ဒါကို ပရမတ်တယ်လို့ပြောတာပါ နိုင်ငံရေးနယ်ကရီယယ်လီသမားတွေဟာနံပါတ်1ကိုဘာလို့ကျင်းတယ်လဲဆိုတာကို တိတိကျကျသိတယ်နံပါတ်2လက်တွေ့ချင်းတွေမှာဘာဖြစ်နေတယ်လဲဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်တယ်နံပါတ်3ကိုယ့်ရဲ့အာသာချက်ကဘာကိုယ့်ရဲ့အာနယ်ချက်ကဘာဆိုတာကိုသိပါတယ်နံပါတ်4ကိုလုံနိုင်တာဘာလဲဆိုတာကို ပြက်ပြက်သားသားသိတယ်နံပါတ်5 ကိုဘာကိုမလုံနိုင်သေးဘူးလေဆိုတာကိုထင်ထင်ရှားရှားသိတယ်။နံပါတ်6လောလောဆယ်ဖြစ်နိုင်ခြေရှိတာဘာလဲဆိုတာကိုသိတယ်။နံပါတ်9ရေတို့ဖြစ်နိုင်တာကဘာလဲရေရှည်မှ ဖြစ်နိုင်တာကဘာလဲဆိုတာကိုကွယ်ကွယ်ပြားပြားသိတယ်။နံပါတ်10ဘသူကဘာကိုလိုချင်တာလဲဆိုတာကို နားလေတယ်။နံပါတ်9ဘသူကဘာကိုခါတီးမုံတီးတယ်ဆိုတာကို နားလေတယ်။နံပါတ်10 ဘသူတွေစီမှာဘာအကျိုးစီးပွားရှိတယ်ဆိုတာကိုသိတယ်။နံပါတ်၁ပြိုင်ဘက်နဲ့ရန်သူတွေစီက အာသာချက်တွေကဘာတွေလဲဆိုတာသိတယ်။နံပါတ်၂ပြိုင်ဘက်နဲ့ရန်သူတွေစီကအာနယ်ချက်တွေကဘာတွေလဲဆိုတာကိုလည်းသိတယ်။နံပါတ်၃ပန်းတိုင်နဲ့နီနာကို ခွဲခြားနားလဲတယ်။နံပါတ်၄အနုနီးနဲ့အကျန်းနီးတို့ရဲ့အသုံးဝင်ပုံကို ပိုင်ပိုင်ဖြက်ဖြက်နားလဲတယ်။နံပါတ်၅ ယခုလှုပ်ရမှာကဘာနောက်မှလှုပ်ရမှာကဘာဆိုတာကို ကောင်းကောင်းသိနားလည်ထားပါတယ်ချုပ်လိုက်ရင်တော့အချိန်နဲ့အချိန်ခါနဲ့အတိုင်းအရှိကိုသိတယ်အကန့်အသတ်ကိုနားလည်ပြီးလက်တွေ့ကြကြကိုလိုချင်တာကိုအနုနည်းနဲ့ဖြစ်ဖြစ်အကျန်းနည်းနဲ့ပဲဖြစ်ဖြစ်တင့်တော်သလိုအသုံးချပြီးစူးစမ်းရယူတယ်ဆိုတာကို တွေ့ရပါတယ်ဒါဟာ real တမားတွေမှာတွေ့ရတဲ့ဝိသေသလက္ခဏာတချို့ဖြစ်ပါတယ်ကိုကားချက် တချို့2022ခုနှစ်ဩဂတ်လ17ရက်နေ့ရခိုင်တပ်တော်ရဲ့သတင်းစာရှင်းလင်းပွဲမှာ AR သတင်းဌာနကရေးသားတဲ့သတင်းကောက်နှုတ်ချက်ကိုကိုးကားပြီးတင်ပြခြင်းပါတယ်ကျွန်တော်တို့လုံလုံတဲ့ချိန်မဖြစ်နိုင်တဲ့ဂရီးတွေနဲ့ပြည်သူကိုနှစ်သိမ့်ပြီးတော့ကျွန်တော်တို့မပေးခြင်းဘူးလက်တွေ့ကြားတဲ့ဒေါ်လန်ကြီးကိုဆောင်ရွက်နေတာဖြစ်တယ်အဲ့ဒီအတွက်ဘယ်နှခုနှစ်မှာလွတ်လပ်ရေးရတော့မယ်ဘယ်နှခုနှစ်မှာဘလို့ဖြစ်တော့မယ်ဆိုပြီးပြောနေမယ်စား ဖြစ်ပေါ်ပြောင်းလဲနေတဲ့အခြေအနေပေါ်မှာဒေါ်လာရင်းကိုမြန်နိုင်မှမြန်အောင်ဘလို့ဆုံးသက်မယ်ဘလို့အောင်မွဲခံမယ်ဆိုပြီးတော့စူးစမ်းနေတာပဲရှိတယ်။အဲ့ဒီအတွက်နှစ်ကာလအတိအကျပြောလို့မရဘူး။အဖြစ်တစ်နှစ်မြမနယ်ဦးဒေါ်လာရင်းကာလမှာဗမာနိုင်ငံရေးသမားတွေဟာဒေါ်လာရင်းကိုရွေးကောက်ပွဲမဲဆွဲတယ်လို့စီယုံလှုံ့ဆော်နေတာတွေတွေ့ရခဲ့ရပါတယ်။တွေ့နေရဇဲလဲဖြစ်ပါတယ်။ ဗမာတွေအနေနဲ့လက်နက်ကင်ဒေါ်လန်ရေးကိုရွေးကောက်ပွဲမှာပါဝင်ဆင်နွှဲနေတယ်လို့လုံနေတာကိုပြည်သူအများစုကသတိမထားမိပါသို့တော့ပညာတတ်လူနည်းစုကတော့ရိပ်စားမိဟန်တူပါတယ်သို့တော်လည်းပဲပေါ်ပြလေရင်ကျင်းမှုထွန်းကားနေတဲ့မြမလူဖွဲ့စည်းမှာနှုံးစံတွေနဲ့စကလုံးဝေါ်ဟာဓာတ်တွေအချာဝဲလေလိုက်နေတာကိုလူလူထံပေါက်အောင်ပြောနိုင်သူမရှိပါဘူးဒီလိုဖြစ်နေတဲ့ဖြစ်စဉ်တွေမှာရခိုင်တော်လန်ရေးခေါင်းဆောင်တွေဟာ ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက်လက်တွေ့ကြကြရှုမြင်ဖြတ်တန်းတာကို တွေ့ရပါတယ်။ယခင်ကလည်းတွေ့ခဲ့ရပါတယ်။ယခုလည်းတွေ့ရပါတယ်။နောင်လည်းတွေ့ရလိမ်အောင်မယ်လို့ယူဆပါတယ်။အထူးသဖြင့်လက်နက်ကင်ဒေါ်လန်ရေးရဲ့စည်ရေးရလက်နဲ့တက်တည်ပြရတာဖြစ်ပါတယ်။ရခိုင်ဒေါ်လန်ရဲ့ခေါင်းဆောင်တွေအနေနဲ့လက်နက်ကင်လမ်းစဉ်ကိုပြက်ပြက်သားသားရှောက်လန်းမယ်လို့ဆုံးဖြတ်ပြီးနောက်ပိုင်းလက်တွေ့နိုင်ငံရေးမှာလက်တွေ့ကြကြစဉ်းစားတာလက်တွေ့ကြကြလှုပ်ဆောင်တာကိုထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်လူထုကို ကြုံတွင်းတာမျိုးမလုံရခိုင်တပ်တော်ပြန်ကြားရေးတာဝန်ခံခိုင်သူခါရဲ့ပြောကြားချက်ကိုလေ့လာကြည့်ရင်ရခိုင်ဒေါ်လာရဲ့ခေါင်းဆောင်တွေဟာလက်နက်ကင်လန်းစင်ကိုရွေးကောက်ပွဲမဲဆွဲတယ်လို့မလုပ်ဘူးဆိုတာထင်ရှားပါတယ်ထို့နည်း၎င်းပဲမျော်လင့်ချက်အတုတွေနဲ့ရခိုင်လူထုကို မလဲသားဘူးဆိုတာသိတာထင်ရှားပါတယ်ဘယ်နှခုနှစ်မှာလွတ်လပ်ကြရမယ်ဘယ်နှခုနှစ်မှာဘာဖြစ်မယ်ဆိုပြီး လူမှုကိုမျှော်လင့်ချက်အတူတွေနဲ့ကြုံတွင်ဆွဲဆောင်တာမရှိဘူးလို့ပြောနိုင်ပါတယ်။ဒါပေမဲ့သူတို့ပြောနိုင်တာကဖြစ်ပေါ်လာတဲ့အခြေအနေအပြောင်းလဲပေါ်မှာတော်လန်ရေးကိုမြန်နိုင်မယ့်အမြန်ဆုံးဖြစ်အောင်ဘလို့စ조사လှုပ်ဆောင်မယ်ဆိုတာမျိုးခံယူထားတာတွေ့ရပါတယ်။ဘယ်တော့တော်လန်ရေးပြီးမယ်လို့နှစ်ကာလအတိကျနဲ့ရှာရုံမရှိတိုင်းရှောက်ပြောတာမပါပါဘူး။ဒါဟာရခိုင်တော်လန်ရေးသမားတွေနဲ့ဗမာတော်လန်ရေးသမားအမိကံဗမာနိုင်ငံရေးသမားတွေအကြားကကွာခြားချက် ဖြစ်ပါတယ်စစ်နိုင်ရေးလမ်းစဉ်တော်လိုင်းရစ်တစ်ခုဆင်နွှဲပြီးတော့အတိုင်းမြေတစ်ခုအကောင်းဆုံးဖြစ်အောင် ပြင်ဆင်လုပ်နေတာဖြစ်ပါတယ်ပြည်သူတွေအနေနဲ့ဘယ်တော့အဆုံးသတ်မလဲဆိုတာထက်စစ်ကိုမနိုင်နိုင်အောင်တိုက်မယ်ဘလောက်ကြာကြာဆက်လက်ပြီးတော့တိုက်ပွဲ ဝင်သွားမယ်ဆိုတဲ့အဲ့ဒီတန်ဒိတ်ထံမျိုးကိုချပြီးတော့ကျွန်တော်တို့အားလုံးညညညညနဲ့အသက်ခံတာဒီမြဲတဲ့၍တိုက်ပွဲဝင်အလုံးလုံးသွားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ အလုံးလုံးဖို့လိုတယ်လို့ပြောကြလို့ပါတယ်။ဒါက7ရက်ဩဂတ်စ်လ2022မှာခိုင်သူခါရဲ့ပြောကြားချက်ပါ။ရကန်ဒေါ်လာရဲ့ခေါင်းဆောင်တွေရဲ့နှလုံးသားထဲမှာစရေရလက်ထွက်အောင်လက်တွေကြကြလုံမဲ့ဆိုတဲ့အဆုံးဖြတ်ချက်ဟာယတိပြက်တန်တိတ်ထန်ချထားပြီးသားဖြစ်ဟန်တူပါတယ်။ဒါကြောင့်စစ်ကိုမနိုင်နိုင်အောင်တိုက်မယ်ဆိုတဲ့ပြောကြားချက်ကိုလည်းတွေ့ရပါတယ်။ စရိတ်ခေါင်းဆောင်တွေဟာစစ်ကိုအခြေပြုစဉ်းစားတယ်လို့စောရကတက်ချင်ရင်လဲတက်နိုင်ပါတယ်တိုးတော်လည်းပဲလက်တွေ့ခင်းချင်းမှလည်းစစ်အင်အားကြီးမှသာလျင်နိုင်ငံရေးအရာစကားပြောတဲ့အခါလူရာသွင်းခံရတာကိုတမိုင်းအတွေ့အကြုံတွေအရရခိုင်ဒေါ်လာရဲ့ခေါင်းဆောင်တွေကနားလည်ထားပြီးဖြစ်ဟန်တူပါတယ် real ကပါတကယ်တော့နှုံးစံတွေကိုဘလောက်ပဲကြဲလောင်စွာပြောနေပြောနေကမ္ဘာနိုင်ငံရေးမှာရောမြန်မာနိုင်ငံရေးမှာရော ရီယယ်လစ်အခင်းကျင်းကနေမလွတ်ခင်းပါဘူးလက်တွေ့နိုင်ငံရေးမှာလက်တွေ့ကြကြလောက်ကြတာဟာထုံစံပါပဲလက်တွေ့နိုင်ငံရေးမှာလက်တွေ့ကြကြမလောက်တာကဗမာနိုင်ငံရေးသမားတနည်းအားဖြင့်ဗမာနီတွေဖြစ်နေတာတွေ့ရပါတယ်ရခိုင်ဒေါ်လာရေးသမားတွေကတော့နိုင်ငံရေးကိုစစ်ရေးလိုပြီးပြီးပြင်ပြင်စဉ်းစားလှုပ်ဆောင်တာကိုတွေ့ရပါတယ်ဒီလိုပြောလို့စစ်ရေးကသာလျှင်အခရာနိုင်ငံရေးဟာပမာဝင်ဘူးလို့ဆိုလိုတာမဟုတ်ပါ အကိုင်းတော်လိုင်းရေးသမားတွေအနေနဲ့နိုင်ငံရေးစကားတွေပြောရင်လည်းလက်တွေ့နိုင်ငံရေးကနေကင်းလွတ်မနေတာ တွေ့ရပါတယ်အထူးသဖြင့်စကလုံးဝဟာဓာတွေနဲ့ပတ်လေရိုက်ပြီးဝဲလေလိုက်ကာတဦးကိုတဦးပတ်လိန်ညာမှိုင်းတိုက်နေတဲ့နိုင်ငံရေးကစားပွဲမှာရခိုင်တော်လိုင်းရေးကောင်းဆောင်တွေက မပါဝင်ခြင်းဘူးဆိုတာသိသာထင်ရှားပါတယ်ဗမာနိုင်ငံရေးကစားပွဲတွေမှာတော့စကလုံးဟောဟာဓာတွေနဲ့ဝဲလေလိုက်နေပြီးအဖြစ်လက်မထွက်ဤလေလိုက်မျောနေပြီးတော့ နိုင်ငံရေးတန်တရာဝဲဩကတဲမှာကျင်းလဲကြက်စားနေတာကို တွေ့ခဲ့ရပါတယ်တွေ့နေရပါတယ်ထပ်မံလဲတွေ့မြင်ရပါလိမ့်ဦးမယ်ရခိုင် reality တွေရခိုင်ဒေါ်လာရဲ့ခေါင်းဆောင်တွေကို reality တွေလို့ပြောလို့နေရာတကာအကျိုးစီးပွားအခြေပြုစဉ်းစားနေတယ်လို့မတွက်စီလို့ပါ realism ရဲ့သဘောအနက်မှာဟေကေပြောတဲ့တဒနာဟာအလွန်ထင်ရှားတယ်မဟုတ်လားထာဝရယံသူမရှိထာဝရမိတ်ဆွေမရှိ ထာဝရအကျိုးစီးပွားသာရှိဆိုတဲ့စကားဖြစ်ပါတယ်။ရခိုင်ဒေါ်လာရဲ့ခေါင်းဆောင်တွေဟာသူတို့ရဲ့ရခိုင်ဒေါ်လာရေးကိုလူထုနဲ့အစေးကအား ideology တစ်ခုတည်ထောင်ထားနိုင်တာတွေ့ရပါတယ်။ဒါကလည်းအစ်စ်တော်မဟုတ်ပါ။ရှိပြီးသားတည်ဆဲ ideology ကိုပြန်လည်ထုတ်ပိုးစီစဉ်ထားတဲ့ ideology ဖြစ်ပါတယ်။ဒါကို ရခိတလန်းစဉ်လို့လူသိများပါတယ်။ဒါဟာရခိုင်မျိုးသားရေးဝါဒပေါ်မှာအခြေခံတဲ့နိုင်ငံရေးအယူဝါဒဖြစ်တာကိုတွေ့ရပါတယ်။ အမှုသားရေးစိတ်ထက်သန်ပြင်းပြတဲ့ရခိုင်လူမှုပေါ်မှာရခိတလန်းစင်နဲ့ archaeology အစည်းကတ်မှုကိုတိဆောက်ထားနိုင်တာတွေ့ရပါတယ်။ရခိုင်ဒေါ်လန်ကြီးဟာရခိုင်အမျိုးသားအကျိုးစီးပွားအထိုင်ပေါ်ကနေခြေကုပ်မြဲမြဲရှောက်လန်းနေတာကိုတွေ့ရပါတယ်။လက်ရှိနိုင်ငံရေးအခင်းကျင်းထဲမှာရခိုင်အမျိုးသားအကျိုးစီးပွားနဲ့မိဖက်ဖြစ်ရင်လက်တွဲလှုပ်ဆောင်မယ်။ရခိုင်တို့ရဲ့အမျိုးသားအကျိုးစီးပွားနဲ့အဆန့်ကျင်ဖီလာဖြစ်ရင်တော့ဒေါ်လန်တိုက်ထုတ်မယ်ဆိုတဲ့မူကိုဂင်ဆွဲထားတာတွေ့ရပါတယ်။ ဒါကြောင့်ကစားဝဲထိုင်တွေဟာအကျိုးစီးပွားအထိုင်တွေပေါ်မူတည်ပြီးရွေရှားပြောင်းလဲဖြစ်တည်နေတယ်လို့ယူဆနိုင်ပါတယ်။ realist ကဘာမှာ realist တွေကားတာလျင်ရှင်ကြံထမြောက်နိုင်စမြဲပါပဲခမညာ။